ဒီနေ့တော့အပန်းဖြေသင်္ဘောလောကရဲ့အကြီးဆုံးနဲ့အမိုင်ဆုံးသင်္ဘောကြီးတွေအကြောင်းပြောပြပေးပါမယ်။အထူးသဖြင့် Icon of the Sea အကြောင်းကိုပါ။ဒီသင်္ဘောကြီးကတော့ကမ္ဘာအကြီးဆုံးခရုတ်သင်္ဘောအဖြစ်2024မှာမှစတင်ပြေးဆွဲခဲ့တာပါ။သူရဲ့နာမည်တိုင်းပဲတကယ်ကို ပင်လယ်ပြင်မှာမကြုံဘူးတဲ့အပန်းဖြေစရာတွေပြည့်နေပါပဲ။ ဒီတင်းမောကြီးပေါ်မှာစိတ်လှုပ်ရှားစရာကမ္ဘာအကြီးဆုံးရေပန်းချံလဲပါဝင်ပါတယ်။စံချိန်တင်ရေချောစီး6ခုနဲ့အမြင့်တွေကနေရေရှိန်နဲ့စီးဆင်းရတာမျိုးကရင်တလက်လက်ခံစားရစေမှာပါ။ဒါအပြင်တခြားတစ်ဖက်မှာအေးအေးဆေးဆေးအနားယူလို့ရမယ့်ရေကူးကန်များစွာနဲ့အပန်းဖြေနေရာတွေလည်းရှိပါတယ်။ ညာဘက်ရောက်ရင်တော့မီးအောင်စုံနဲ့လင်းထိန်နေပြီးဖျော်ပြေပွဲတွေစားတောက်ဆိုင်မျိုးစုံနဲ့ပြည့်နှက်နေတဲ့ရေပေါ်မြို့တော်ကြီးအတိုင်းပါပဲမိသားစုလိုက်လာသူတွေအတွက်ကလေးတွေပျော်ရွှင်ဖို့ကစားကွင်းရဲ့တဘာဝပင်တွေနဲ့လမ်းလျှောက်ပန်းဖြေနိုင်တဲ့နေရာတို့လည်းပါဝင်ပါတယ် ဒီသင်္ဘောကြီးဟာခရီးသည်တွေအတွက်မမေ့နိုင်စရာအပန်းဖြေခရီးစဉ်တွေကို ပေးစွမ်းနိုင်ပါတယ်ဒီသင်္ဘောကြီးတွေရဲ့ခမ်းနားမှုနဲ့စီကားမှုက တကယ်ကိုအမခန်းပါပဲသင်ရောဒီအမခန်းသင်္ဘောကြီးပေါ်မှာကောက်ခုံချင်နေပြီမလား